မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ10ရက်နေ့အတွက်မိုးလီဝတာနယ်ဇလားဗေဒသတင်းများကို နေပြည်တော်မိုးလီဝတာနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရသွင်းခဲ့တဲ့မှတ်သားဝယ်ရာမွေးရေးချိန်များမှာတောင်သားမြို့မှာ3ဒသမ3နှစ်လမတောင်ကြီးမြို့မှာ3ဒသမ3တင်းလမတာစီမြို့မှာ3ဒသမ19လမ ရွှေဘိုးမြို့မှာနှစ်တသမာ96လက်မတိန်စည်းမြို့မှာနှစ်တသမာ44လက်မတဝဲမြို့မှာနှစ်တသမာ3နှစ်လက်မမိုင်းရောင်းမြို့မှာတစ်တသမာ10နှစ်လက်မမင်းကင်းမြို့မှာတစ်တသမာ9တုံညာလက်မရေဦးမြို့နယ်ချောင်းစုံမြို့တို့မှာတစ်တသမာ38လက်မစီနဲ့မြင်းမြို့မှာတစ်တသမာ34လက်မတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လဲတနအိခွဲချိန်မူလီဝတာဂျူရူမှာဖမ်းရရှိတဲ့ပုံအရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိန်တိတမာတိန်တူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိပ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိပ်တောင်းများရွေလျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မူလဝတ္ထဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အင်းတိမ်မတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။အခုတွေ့မြင်နေရတဲ့တိမ်တိုက်ကြီးကတော့တောင်တိုးပြည်နယ်ပြည်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းငယ်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်အနောက်မြောက်ဘက်သို့ဖြင်းချင်းစွာယူလျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မှုလေဝသအခြေအနေပြလေဖျားတူမြေများပုံစံအရမြို့ဝကျွန်းမမုံတမာခွေမွန်တနင်္သာရီကမ်းရိုးတဲ့လျှောက်တို့မှာမုတ်တုံလေးအားကောင်းရမှာအားလွန်ကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းရမှာအားလွန်ကောင်းနေပြီး ကျမ်းပင်္ဂလာပင်လယ်အော်မှာမုတ်တုံလေးအားနေငယ်မှာအာတင်းတင်းရှိနေပါတယ်။မြမပင်လယ်ပြင်မှာ မြဝကျွန်းမော်မုတ်တမခွေမွန်တနင်းထိုင်ကံရတဲ့ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေးပြင်များကြရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေးပြင်ကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမှာမြဝကျွန်းမော်မုတ်တမခွေမွန်တနင်းထိုင်ကံရတဲ့ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ိုးပေမှာဆက်တပီခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လည်းပြမလှိုင်းတည်တည်ရှိပါမယ်။လှိုင်းမြမရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လည်းပြတို့မှာ6ပေမှာ10ပေခန့်ရှိနိုင်ပါတယ်။မနှက်ပြမနှက်အထိခမ်းမန်းကြံမြအနည်းနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြီးတော့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ ရှင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရိပ်မိုးကြီးနိုင်ပါတယ် အခုဆက်လက်ပြီးမနေ့ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြီးတော့နဲ့ဤတဝိုက်အတွက်မနေ့ပြမနေ့အထိမိုးလီဝတာချင်းနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယက်61ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးမူချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်မနေ့ပြမနေ့အထိမိုးလီဝတာချင်းနေခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရပါမယ်အမြင့်ဆုံးမူချိန်မှာ 32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလွသာချင်းနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ 29ဒီဂရီဆက်စီယက်81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်လာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလဲ၂နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်